Hello အားလုံးပဲမင်္ဂလာပါဘူဝမချန်ကနေကြိုဆိုပါရစေဒီတစ်ပတ် weekend မှာ Premier League ပွဲတင်စနစ်တွေရှင်ပြိုင်ကစားကြတော့မယ်ဆိုတော့စနေနေ့ကစားမယ့်အတင်းအများစုကနီးပြတွေက press conference တွေဘာတွေလုပ်ကြတဲ့အချိန်မှာသူတို့ဒီ injury ပြဿနာတွေကို confirm လုပ်တာတွေနဲ့ပတ်သက်လို့တောက်လျှောက်ဆိုလို့ပြင်ပြီးတော့တွေ့လာရတယ်ဒီနေရာမှာ Chelsea အတင်းရဲ့ဘက်ကနီးပြဖြစ်တဲ့ Enzo Maresca ကလည်းသူတို့ weekend မှာကစားမယ့်ပွဲနဲ့ပတ်သက်လို့ injury update လုပ်ခဲ့တဲ့နေရာမှာကိုယ်ပါမာကိုထပ်ပြီးတော့လက်လွတ်ထားရမယ်ဆိုပြီးတော့ ပြောလာတယ်ဒါဟာချယ်ဆီတို့ရဲ့တော်တော်ကိုမကောင်းတဲ့သတင်းပါမာရက်စကာကတော့ကူပါမာနီနဲ့သူ့အိမ်မှာအနားယူနေတုံးမှပဲအက်ဆီဒန့်အသေးလေးတစ်ခုဖြစ်ခဲ့ပြီးတော့ခြေချောင်းယူကျူးတယ်ဗောနော်ခြေချောင်းကျူးတဲ့ဒီဒဏ်ရာမျိုးသူဆက်ပြီးတော့ကျုံရတယ်ဗောအဲ့ဒီတော့တေးကြတယ်ဘန်လီနဲ့ပွဲမှာဆိုလို့ရှိရင်ချယ်ဆီတို့ကဗောနော်ပါနိုင်မှာမဟုတ်ဘူးဗောပါမာနီနဲ့ဘန်လီနဲ့ပွဲမှာလည်းကျွန်တော်လွဲဖို့ရှိတယ်ဘာစီလိုနာနဲ့ပွဲမှာလည်းကျွန်တော်လွဲဖို့ရှိပြီးတော့အာဆင်နယ်နဲ့ပွဲအထိကိုပဲ ေကြာပေါက်ဆိုသလိုပါနိုင်မှုမရှိဘူးဆိုပြီးတော့ကျွန်တော်တို့က Mares Car က confirm ကျွန်တော်လုတ်ထားတယ်ဆိုတော့ခြေချောင်းယိုးကျိုးတယ်ပေါ့နော်သူကဒန်ယာကနေပြီးတော့ပြန်တက်တာလာကန်ဒီအရာအလုံးအဆင်ပြေကန်ဒီမှာဒီလိုမျိုးထိခိုက်မှုအနေငယ်ထက်ပြီးတော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘယ်လိုပြောမလဲရှေ့လာမယ့်၃ပွဲလောက်ကိုလွဲတော့မယ်ပေါ့ဆိုတော့တေကြာတယ်အဲ့ဒါဆိုနိုဝင်ဘာနိုဝင်ဘာလတော်တော်များများကိုသူပါနိုင်မှာမလားပေါ့နော်နိုဝင်ဘာလတက်လာလုံးကိုလွဲတော့မယ်လို့ကျွန်တော်ပြောလို့ရတယ်။ဒါချက်စီးအတွက်တော်တော်လေးတိုင်ပတ်ပါတယ်။ခုနကကျွန်တော်ပြောသလိုပဲ Chelsea ကလက်ရှိပေါ့နော်ဟိုပြည်တွင်းမှာကော Champions League ပြိုင်ပွဲဒီမှာပါအကောင်းဆုံးပုံစံပြင်ရဖို့အတွက်ဒါအချိန်ကကျွန်တော်ရနေပြီဒီလိုနေထားမှာဆိုလို့ရှိရင်ပါမာလိုကစားမမျိုးပြန်ရောက်လာမယ်ဆိုလို့ရှိရင် Chelsea ရဲ့ attacking ကြုံနေရတဲ့ပြဿနာတချို့ကအများကြီးပြည်လေသွားမယ်အနေထားမျိုးအခုဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့နံပါတ်1မှာ Joao Petru ထားကစားနေရတယ်အစဉ်ပြည်ပြီးမဲ့လေလို့ပေါ့နော်ပါမာလောက်ထိ creative ဖြစ်တဲ့ player မျိုးမဟုတ်တဲ့ခါဟိုတခါတလေရုံးကန်တဲ့ခါမျိုးပူဆိုးပါတယ်တောင်မန်တစ်ဖက်ကိုကျွန်တော်ကြည့်တော့လေပဲ ကစားမတွေကတိုင်ပက်နေတယ်ဆိုတော့ group မှာကတောင်မှမှာလည်းကျွန်တော်ပြဿနာဖြေရှင်းနိုင်စွမ်းရှိတဲ့ကစားမမျိုး number 10တို့မှာလည်းပြဿနာမရှိတဲ့ကစားမမျိုးပါဆိုတော့ Estevao တို့ကလူငယ်လေးမျိုးပုံမှန်ပွဲထုတ်ခွင့်မပေးသေးပြီမြဲလို့ပုံမှန်ပွဲထုတ်ခွင့်ရနေတဲ့ NATO တို့အဆင်မပြေနေတာဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ပါမာဟာဒီပြဿနာတွေကိုကောင်းကောင်းဖြေရှင်းနိုင်တဲ့ကစားမမျိုးသို့တော်လည်းပဲအခုဆိုလို့ရှိရင် injury ပြဿနာကြောင့်ထပ်ပြီးတော့နာရတော့မယ်ပေါ့နော်အချီနီကမဟန်မှုရမဟန်မှုဆိုတာကခုနကပြောတဲ့သူတို့လွဲမယ်ဆိုတဲ့ပွဲတွေမှာဘန်လီနဲ့ပွဲစဉ်ကပြဿနာမရှိဘူး Chelsea တို့ကဒါအဆင်ပြေမယ် ဘာမှမပါလဲပဲဒီချက်ခက်ခဲတဲ့ပြိုင်ဘက်တွေကိုအနိုင်ယူထားတယ်ဆိုတဲ့အခါကျတော့ဘန်လီနဲ့ပွဲလောက်ကပြဿနာမရှိနိုင်ဘူးပေါ့နော်။ဒါပေမဲ့လို့ဘာစီလိုနာတို့အာဆင်နယ်တို့နဲ့ကျတော့ကုပ်ဖာမှာမပါလာတဲ့စာလို့ရှိရင်ဘာမှနဲ့သာကျတို့ပါမယ်ပါလာမယ်ဆိုလို့ရှိရင်အများကြီးပူပြီးတော့အန်ဒီရဖြစ်လာမှာ။ဘာစီလိုနာကိုရောအာဆင်နယ်ကိုရောလောလောဆယ်မှာ လို့ပြောမယ်လေသူတို့အနေနဲ့ပေါ့နော်ဒါပါမမပါမဲနဲ့အနိုင်ယူနိုင်တာမျိုးလေးသူတို့မှာရှိတာပဲသူတို့မှာတကယ်ကစားမားတွေကိုကျွန်တော်တန်းနေပါရီယာရီနဲ့ကြည်ကျွန်တော်တုံးထားတဲ့ကစားမားတွေကျွန်တော်ရှိတယ်အခုနောက်ပိုင်းမှာဆိုလို့ရင် Chelsea က performance ကောင်းလीလည်းပြန်ပြလာပြီနော်တကယ်ရလက်ကောင်းနေပြန်ပြီးတော့လှုပ်ပြနိုင်တာပြီဒါပေမဲ့လို့ group မှာပါရင်အများကြီးပူပြီးတော့ attacking ဘက်မှာပြဿနာရှိတဲ့အတင်းမျိုးဗျာဒီလပြိုင်ဘက်အတွက်ကဆိုတော့ကြောင့် Parma ဒီ Maresca ရဲ့ system မှာအရင်အရေးကြီးနေစေ နော်ဒီမတိုင်ခင်ကတော့မာရက်စကာကသူ့ကိုရိုးတစ်ခုပြောင်းတချို့ပြောင်းထားတယ်ဆိုတော့ခါကျတော့သူကတိတ်မပြောဘူးဖြစ်နေတာသူတို့လည်းပဲမာရက်စကာကိုယ်တိုင်ကလည်းသူ့မှာတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်ဘာမဟာအကောင်းဆုံးကစားမဆိုတော့သူဘောပေါက်ထားတယ်ဆိုတော့ဂရုပါမာဂျောပက်ထရိုပြီးရင်ကျွန်တော်တို့ဒါအက်စတေဗာကိုဒီကစားမတွေဒါတပြိုင်တည်းကစားနိုင်မယ်ဆိုလို့ရှိရင်ချယ်ဆီတို့ကတိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ပြဿနာအများစုကဖြေရှင်းမိသားဖြစ်သွားမှာအယုံဆိုင်ရမှာကခန်းစစ်ပဲကျွန်တော်တို့လူတော်မဲ့အနေထားမျိုးပါဒါကြောင့်ဘာမာကိုရှေ့လာမဲ့ဒါအရေးကြီးပွဲစဉ် နော်နှစ်ပွဲလောက်ကိုပါထပ်ပြီးတော့လက်လွတ်ရမယ်ဆိုတဲ့မျိုးကအခြေအနေမကောင်းပါဘူး။ဒါပါတော့ဘာစီတို့ဘာလို့လဲပွဲတွေဆိုလို့ရှင်ဗျာ။ဘာစီလိုနာတို့က high defensive line တွေပါတယ်ကစားတယ်ဆိုတဲ့အခြေအနေမျိုးမှာပါမာရဲ့ passing ability တွေနော်ပါမခိုးပါမာရဲ့ line breaking pass တွေပြီးနိုင်တာမျိုးတွေကိုတိုင်ကူးသွင်းနိုင်တာမျိုးတွေဒါတွေကအများကြီးအားကိုးရမယ့်အခြေအနေမျိုးတွေ။အာဆင်နယ်လိုအသင်းမျိုးနဲ့လည်းဒီတိုင်းပဲကိုပါမာအနေနဲ့အာဆင်နယ်ခန်းစီကိုကောင်းကောင်းတိုးခပေးနေတဲ့ player မျိုးကျွန်တော်ကြတော့တော့ဒီမှာပါမာလိုကစားမမျိုးကိုလက်လွတ်ရမယ်ဆိုတဲ့မျိုးကတော့တိုင်ဘက်ပါတယ်ဆိုတော့ကစားမဘက်ကကျွန်တော်ကြည့်တော့လေ တော်တော်လေးကိုဟိုစိတ်ပျက်စရာကောင်းတယ်ဘာလို့လဲဆိုတော့ तू ဟာလက်ရှိဆိုလို့ရှိရင်အင်္ဂလန်နဲ့ရွေးစဉ်အတင်းမှာနေရာပြန်ရဖို့ तू ကြိုးပမ်းတော့မယ်ကစားမကမကောင်းလို့မဟုတ်ပေမဲ့လည်းလို့ तू နဲ့ရှင်ပြန်ရမယ်ပေါ့နော်အင်္ဂလန်မှာနေရာတနေရာရဖို့အတွက်ရှင်ပြန်ရမယ်ကစားမတွေက तू မကစားနိုင်နေတဲ့အချိန်မှာတကယ်လက်ရှိအင်္ဂလန်နဲ့ရွေးစဉ်နီးပြပြတဲ့ Thomas Tuchel ရဲ့အထင်ကြီးစရာကောင်းတဲ့ performance တွေပြနေတယ်ပြနေတယ်အခု तू ကဒံရံပြဿနာတွေနဲ့ယုံကင်နေရတယ်ဆိုတော့လူစရင်းနဲ့ပါလာရင်တော့မှ ပွဲထွက်လူစင်းမှာနေရာမရတာမျိုးတွေဆိုလို့ရင်တိုင်ပတ်နိုင်မယ်ဆိုတော့ကိုပါမာဟာပုံမှန်တိုင်းဆိုလို့ရင်အင်္ဂလန်နံပါတ်10ရူနေရာမှာနေရာရနိုင်တဲ့ကစားမမျိုးပုံမှန်ပွဲထွက်ခွင့်ရနိုင်တဲ့ပလေးယာမျိုးနိုင်ငံပြည်ထနာတွေဂျုံနေရတယ်ဆိုတော့ကစားသမားကောင်းမှုရူးရင်တောင်းပါဗျာတည်ရမလားအရင်ကုံလောက်ပဲပါမယ်ဆိုတော့ပုံစံဖြစ်နေတာအဲ့တော့ကမ္ဘာဖလားမှာအချိန်မီပါသေးတယ်เนาะကျွန်တော်တို့ဒါဒီဇင်ဘာလောက်မှပြန်ကန်နိုင်မယ်ဆိုလို့ရှင်တော့မှာဂရုပါမာတွေနောက်ထဲ6လလောက်ထိကိုဒါလုတ်ပြနိုင်လို့เนาะလုတ်ပြနိုင်မယ်အချိန်မျိုးပါတိုးတော်လည်းပဲခုနကပြောလိုပဲကျွန်တော်တို့ဟိုလက်ရှိသူနဲ့ရှင်ပြန်ရမယ်เนาะ Morgan's Rogers တို့လာပြီးရင်ကျွန်တော်အနေနဲ့ Bellingham တို့လိုကစားမမျိုးတွေနောက်ပြီးလို့ရှိရင်ကျွန်တော်အနေနဲ့ဗာလဲ Morgan Gibbs White တို့လိုကစားမမှုတွေကျွန်တော်ရှိနေတယ်ဒီထဲမှာတော့သူအဓိကပြန်ရမှာကတော့ Rogers တို့ပေါ့နော်ပြီးလို့ရှိရင် Bellingham တို့နဲ့ပေါ့ဗျာတိုးတော်လည်းပဲ Chen Exama တွေကပုံမှန်ပွဲကစားခွင့်ညနေပြီးတော့ Nibia Thomas Tuchel ကိုယ်တိုင်ကပါလက်ရှိသူသုံးနေတဲ့ number 2ကစားမတွေနဲ့ပတ်သက်အရင်ကြည်နေတယ်လို့သူပြောထားတယ် နော်တချို့ကစားမားတွေကျွန်တော်ကစားမားကောင်းတိုင်းကိုခေါ်သွားနိုင်မှာမဟုတ်ဘူးလို့လဲဝေါ်ကပ်မှာသူပြောထားတယ်ဆိုတော့ကစားမားကောင်းတွေထဲမှာမှထိတ်ဆုံးကနေပါနေအောင်ပါမလုတ်ပြရမှာသူမှလုတ်ပြနေတဲ့ရည်ချင်းနေရှိတယ်တိုးတော်လည်းပဲဒီလိုဒဏ်ရာပြဿနာတွေကြုံနေရတာကတော်တော်လေးတိုင်ပတ်ပါတယ်တော်တော်လေးတိုင်ပတ်ပါအခုဆိုလို့ချင်းကျွန်တော်ရှိလာမဲ့3လလောက်မှာ international break ကကျွန်တော်မရှိတော့ဘူးပေါ့နော်ဆိုတော့ကိုပါမှာအတွက်ပေါ့နော်ဒဏ်ရာပြဿနာကြုံသွားတယ်ဆိုတော့ထပ်ပြီးတော့နောက်ထပ်3ဘွဲ့လောက်လက်လွတ်ရအောင်မယ်ဆိုပြီးတော့ Maurice Scar ကကျွန်တော်ပြောထားတယ် ညီကလို့နေနေရောကိုဘာမာရဲ့အခြေအနေနဲ့ပတ်သက်လို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြပါမယ်